ဖျားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့ကျွန်တော်တို့အတူတူကစိတ်တက်ကြတော့လေရှုံးမပေးနဲ့ဆိုရက် episode 9ပေါ့နော်။ဒီအကြောင်းအရာလေးကိုပဲဒီလိုကရှင်းရှင်းဖို့တော့ဖြစ်ပါတယ်။ဒီနေ့တော့ကျွန်တော်ပီတရုရဲ့အသက်တာကိုစဉ်းစားဆင်ခြင်ပြီးတော့မှအတူတူကအာဒီအသက်တာထဲမှာ နားလည်ဖို့ပေါ့နော်ဒါလေးကိုပြင်ဆင်ဖို့ပြောဖြစ်ပါတာဆိုပီဒရူကဘယ်လိုလူမျိုးလဲဆိုတဲ့ဥစ္စာလေးကိုလည်းအရင်အောင်ဆုံးသိရသိဖို့လိုတာပေါ့နော်သူကရန်ထက်မြက်တယ်အဲပြီးတော့မှအာသူများထက်ပိုပြီးတော့မှစိတ်အားကြီးရယ်သူမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်။နောက်တစ်ချက်ကဘာကိုလဲမြင်ရလဲဆိုလို့ရှိရင်သူဒီသူ့ကိုယ်သူလည်းထင်ကြီးရယ်ပေါ့နော်။ဒါမျိုးကို ရိယာသတ်သခင်ယေရှုကပြောတယ်ဒါနောက်ဆုံးညစာစာပွဲမှာပေါ့နော်ဆိုတော့ဒီຢာလေးနောက်ဆုံးစာပွဲညစာစာပွဲမတိုင်ခင်လေးမှာသူပြောတဲ့ဥစ္စာလေးပြီးတော့တတိပီးတယ်ပေါ့ဆိုတော့အဲတူးရင်းကိုရိုက်တက်တဲ့အတွက်ကြောင့်မို့တူးတွေကအကွဲကွဲပြပြကိုထွက်ပြေးသွားကြလိမ့်မယ်လို့ပြောတာပေါ့အဲအဲ့ချိန်မှာ ဒါကြတော့မာကု14ခန်းငယ်29မှာထိုကယေရှုကလည်းကျမ်းစာလာသည်ကသိုးရင်းကိုငါရိုက်တတ်၍သိုးတို့သည်ကွဲလွင်ရကြလိမ့်မည်ဟုရည်ထားသည်နှင့်ညီယနေ့ညတွင်သင်တို့ရှိသည်မြတ်သည်ငါကြောင့်စိတ်ပြတ်ကြလိမ့်မည်သို့တော်လည်းငါသည်ထမ်းမြောက်ပြီးမှသင်တို့ရှိဂါလိလဲပြည်သို့တော်မည်ဟုမိန့်တော်မူသောဆိုတော့ကျမ်းစာလာတဲ့အတိုင်းပြောပြတာကျမ်းစာရဲ့ prophecy ရဲ့အကြောင်းအရာကို ြောပြတယ်ဆိုတော့တွေးရတယ်။သိုးရင်ကိုရိုက်တက်တဲ့အတွက်ကြောင့်မလို့သိုးရီကကွဲကွဲပြပြဖြစ်သွားလိမ့်မယ်။အဲ့လိုမျိုးကျန်းစာလာတဲ့အတွက်ဒီနေ့ညမှာတခင်းချော့ဒဲပြောတာနော်။ prophecy ကိုဒဲပြောတာ။ဟောအဲ့ဒီလိုပြောတဲ့အတွက်လည်းတကယ်အဲ့တိုင်းဖြစ်လာတယ်။ဆိုတော့အဲ့ဒါလေးကိုလည်းလမ်းကြုံလို့ပြောရင်ဒီနေ့ prophet prophet ဆိုပြီးတော့မှပြောတယ်ဒါပေမဲ့တကယ်ဖြစ်မလားဆရာတယောက်ရှိတယ်သူကတဲ့ 2020ပေါ့အဲ့မှာဟိုရေကောက်ပွဲလုပ်ပြီးတဲ့အချိန်မှာလေ2021မှာသူကဒီခရီးရန်အော်တမရတယောက်ကိုသူလက်တင်ပြီးတော့မှဆူတောင်းပေးရမယ်ပေါ့တမရဖြစ်လာမယ်မြန်မာပြည်ရဲ့ပထမတမရဖြစ်လာမယ်ဆိုပြီးတော့မှပြောတာဒါပေမဲ့မဟုတ်ဘူးလေနော်အမှန်ဟုတ်ဒါဆိုလို့ရှိရင်အဲ့ပရိုဖက်အတူရောင်လိမ်မယ်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ် တော့ပြီးတော့ထပ်ပြောတာတွေရှိပါတယ်အာ2024မှာမြန်မာပြည်ကကြီးမားတဲ့ကြောင်းလင်းမှုကြီးကောင်းကြီးမင်္ဂလာရောက်လာမယ်ဆိုပြီးတော့မှပြောရတဲ့သူကလည်းရှိတယ်ဒါပေမဲ့ဖြစ်လာပါเนาะ2025မှာလည်းဒီလိုပဲသူထပ်ပြောပြန်အောင်အဲ့ဒီပုဂ္ဂိုလ်ကအကြီးမားတဲ့ပြောင်းလဲမှုကြီးကောင်းကြီးမင်္ဂလာဖြစ်လာမယ်ဆိုပြီးတော့ပြောတယ်။ဒါမှမဖြစ်လာအောင်အဲ့ဒါ prophet lane အ prophet ညာတယ် ဲ့ကျွန်တော်နားလေထားဆိုတော့ဒါကိုလေကျွန်တော်သတိထားဖို့လိုတယ်ဆိုတော့ prophet ပြုတယ်ဆိုတော့ဖခင်ပြောခိုင်းတာတကယ်ဖြစ်လာမယ်ဆိုတာဒါကြောင့်ဖခင်ပြောခိုင်းတဲ့အတိုင်းပြောတဲ့သူတွေတကယ်ဖြစ်လာတယ်ဒါကျမ်းစာထဲမှာသက်သေပြီးအများကြီးရှိအဲ့ဒါမှဖခင်အသုံးပြုတဲ့ prophet အစ်စ်အခုနောက်ပြောနေတဲ့သူတွေကဒါ prophet အတုနေနော်ပြောမယ်ဆိုမိစ္ဆာတွေလို့လောက်ပြောလို့ရတယ်သူဖခင်ရဲ့နာမောက်အလွဲသုံးစားလုပ်နေတဲ့သူတွေ ဒါကိုကျွန်တော်တို့တတိထားဖို့လို့ပါ။မသခင်ယေရှုတော်ခုနပြောလို့သူတပည့်တော်တွေသူပြောတယ်။တကယ်အဲ့တိုင်းဖြစ်လာပါတယ်။ဆိုတော့အဲ့ဒါမတိုင်ခင်မှာအဲ့လိုပြောလိုက်တဲ့အခါမှာပေတရုကဘာပြောလဲဆိုလို့ရှိရင်ပေတရုကဤသူရှိသမျှတို့သည်စိတ်ပြတ်ကြတော့လေကျွန်ုပ်သည်စိတ်မပြတ်ပါဟုလျှောက်လေ။ဟောပေတရုကဘာဘာဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်သူ့ကိုယ်သူအရင်ထင်ကြီးတဲ့သူမျိုးပဲ။ သူ့ကိုယ်သူအရင်ထင်ကြီးတယ်။နေပြီးတော့မှဖယားကသူ့ကိုပြောတာတော့မှသူတိတ်ပြီးလက်မခံအောင်။ကျန်တဲ့သူတွေအာစိတ်ပြည့်ရင်ပြည့်မယ်။ဒါပေမဲ့ကျွန်တော်တော့စိတ်မပြည့်ပါဘူး။မဲသူကဆရာကြီးသာဆိုတော့အဲ့မှာတကယ်ယေရှုကပြန်ပြီးတော့မှသူ့ကိုပြန်ပြောတယ်။ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့ညတွင်ပင်ချက်သည်နှစ်ချိန်မတွင်မီတင်သည်သုံးချိန်မြောက်အောင်ငါကိုညှင်းပယ်လိမ့်မည်ဟုမိန့်တော်မူလျင်အဲ့ထပ်ပြီးတော့မှ အထွန်းတက်တာပေတရုကကိုရိုနစ်တကွာတေးရတော့လေကျွန်ုပ်ဒီကိုရိုကိုမငင်းမပေးပါဘူးသာ၍ခိုင်ခန့်တော်စကားနဲ့ရှောက်ပြန်၏ထိုသူပေါင်းတို့သည်လည်းထိုနီးတူရှောက်ကြ၏ထိုသူပေါင်းတို့သည်လည်းဆိုတော့ဂျန်နဲ့တပည့်တော်တွေအကုန်လုံးကလည်းပေတရုကိုလိုက်ပြောကြတယ်ကိုရိုနစ်တို့အသီးခံရမယ်ဆိုလို့ရှိရင်တော့မှကျွန်တော်ကတော့လုံးဝထွက်ပြေးမဲ့သူမဟုတ်ဘူးဆိုတော့ ူ့ကိုယ်သူအထင်ကြီးလွန်းတယ်။စကားတွေကအလွန်အကျွံနေပြောတယ်။ဖခင်ကပြောတယ်နှုတ်ကပတ်တော်မဝန်ခံဘူး။ဆိုသခင်ယေရှုတခါလည်းပြောတယ်။အင်မီဒီညကျက်နှစ်ကြိမ်မတွန်ခင်မှာမင်းက၃ကြိမ်တဲ့အတိုင်းညင်အောင်မယ်။ဆိုကျွန်တော်ကိုယ်ွယ်တဲ့ဖခင်ယေရှုခရစ်တော်ဖခင်သည်အရာခက်သိအောင်သိမြင်နားလည်ပြီးတော့မှတော့ ိုလေးနားလေကျူတည်ပြီးတော့မှလက်ခံပြီးတယ်ဘုရားဗျအဲ့တော့ကျွန်တော်တကယ်ဝမ်းဝမ်းသာစရာကောင်းတယ်ဆိုပေတရုကအဲ့လိုပြောတယ်ဒါပြီးတော့ကျွန်တော်တည်တဲ့အတိုင်းပဲနော်တကယ်တမ်းဖြစ်လဲဖြစ်ရောအတူကအာဒါနဲ့ဟိုဘောနော်ဒါကိတရှိမန်ဥယျာဉ်မှာသခင်ရှုသွားပြီးမှဆူတောင်းယူရရှ်ကာယောကခင်ရှုလာပြီးတော့မှအပ်တာ အနန်းနဲ့လာပြီးတော့မှယောမစစ်သားကြီးလက်ထက်ကိုအပ်တဲ့အချိန်မှာအပီရုကထပြီးတော့ဓာတ်နဲ့ခုတ်လိုက်သေးတယ်တီချောင်းရအောင်တော့ရှင်းအောင်ခွင့်ဝင်နေမှာပြောပြထားတယ်ဓာတ်နဲ့ခုတ်ဟိုမှာနားပြတ်သွားတယ်စစ်သားစစ်သားလေးကနားပြတ်သွားတော့အဲ့ဒါကိုယူပြီးတော့တခင်ရွှေကပြန်တက်ပြီးတော့ပီရုဓာတ်နဲ့ခုတ်တဲ့သူကဓာတ်နဲ့တိတက်တယ်မင်းတဲ့အိမ်မှာပြန်ထည့်ထားလိုက်ဆိုအဲ့မှာသူထွက်ပြေးရော စာယူထွက်ပြေးတော့တော့သခင်ယေရှုလေကျန်တဲ့ဒီယောမစစ်သားတွေကဖမ်းသွားတာပေါ့နော်ဖမ်းသွားတဲ့အခါမှာပြီးတော့မှသူအနောက်ကနေမရောမလဲနဲ့လိုက်ပြီးကြည့်ရခါမှာကျွန်တော်အားလုံးသိပြီးသားပဲဆိုတော့တစ်ချိန်နှစ်ချိန်သုံးချိန်တိုင်းသူဘာလုပ်လဲဆိုလို့ရှိရင်သခင်ယေရှုငင်းတာသခင်ယေရှုတပည့်ဟုတ်လားမဟုတ်ပါဘူးမဟုတ်ပါဘူးဆိုတော့မှငင်းနေဆိုတော့တွေးရတယ်ဆိုတော့ ဒီအဖြစ်အပျက်ကိုသူပြန်စဉ်းစားတဲ့အခါမှာသူအရင်ကဖြစ်လဲဆိုလို့ရှိရင်ဝနေသွားတယ်နော်ဆိုတော့အဲ့ဒါသခင်ယေရှုကလည်းဒီဟိုသူ့ကိုပြောလိုက်တာဒီခြား version တစ်ခုမှာဆိုလို့ရှိရင်မင်းကျင့်တဲ့ချိန်တိုင်ခင်၃ချိန်မြောက်ငင်းလိမ့်မယ်လို့ငင်းတဲ့အခါမှာသူနဲ့တခင်ရှုနဲ့တိတ်မကွာဘူးဗျ။ဒါကခုန Passion of the Christ ကောက်ကြည့်လို့ရှိရင်သိရတယ် ဒီ make up စီရင်ရိုက်ပြတဲ့အခါမှာဒီ passion of the crime မှာဒီပေတုငင်းတဲ့အရာလေးတွေချက်လှမ်းပြီးတော့မှပေတုငင်းတဲ့အရာမှာတခင်ရှုနဲ့တိတ်ပြီးတော့မှမလက်မကမ်းမှာစစ်တုံလိုက်တာနဲ့တခင်ရှုကပေတုကိုလှမ်းကြည့်လိုက်တဲ့ဥစ္စာကိုအဲ့ဒီကားလေးထဲမှာတွေ့ရတယ်။အဲ့အချိန်မှာသူဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒါကကြတော့ မာကုခန်းကြီး74ငွေ82မှာယေရှုကစက်တီနှစ်ကြိမ်မတွုံမီတင်းဒီသုံးကြိမ်မြောက်အောင်ငါ့ကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူသောစကားကိုပေတရုသည်တတိယသဖြင့်ခေါင်းကိုခြုံ၍ငိုကြွေးလေ။ဆိုအဲ့မှာသူအရန်ဝန်းနေပြီးတော့မှခေါင်းကိုခြုံနေဆိုတာဒါဖះအောင်သူပြတ်မှားလိုက်လို့ သူအရင်ဖျောက်အရင်ကြောက်သွားတဲ့ဥစ္စာမျိုးဒါဂျူးတွေထုံးစံမှာဒါကိုပြောပြတယ်ခေါင်းချုံနေဆိုတာဘုရားသခင်ဒီအရာကတဲ့ကိုတတ်နိုင်တယ်ဒါကြောင့်ဘုရားသခင်ကိုကူးကွယ်မယ်ဘုရားကိုဆုတောင်းမယ်ဆိုလို့ရှိရင်ခေါင်းကိုချုံပြီးတော့မှဆုတောင်းနေဆိုတဲ့ပုံစံမျိုးအယူတည်ပြီးဒါကြောင့်ဂျူးတွေမှာတဲ့ဒီခေါင်းဆောင်လေးတွေကအဲ့ဒါကိုပုံဆောင်နေဆိုပြီးပြောပြအဲ့ဒီခေတ်တုန်းကတော့ဒီအဖို့ကိုခြုံလိုက်တာပေါ့တဖို့ကပေတရုအဲ့ဒီမှာသခင်ရှုခရစ်တော်သူတိသွားမြင်သွားဟာဖေဟာ ဒီလောက်တော့ကွတ်တီပြောပါလားဆိုတော့အဲ့ဖေကပြောတဲ့စကားကငါနားမထောင်မိနေချင်းငါ့ကိုငါအထင်ကြီးလိုက်မိနေချင်းအဲ့ဒီတခင်ကငင်းငင်းပယ်လိုက်မိနေချင်းဆိုတော့အရာတွေကသူ့ရဲ့အသက်တာထဲမှာရှုပ်ခွေးပြီးတော့မှဝင်သွားတဲ့အခါမှာသူအရင်စိတ်သက်ကြွားရဲဆိုတော့ဟိုတွေ့ရတာကြောင့်သူချုံဝေးချမို့တယ်ဒီအသက်တာလေးကိုကျွန်တော်တွေ့ရတယ်ပြီးတော့မှ အဲ့ဒီလိုသူပြောလိုက်တာခုနပြောတဲ့တမန်တော်ကြီးရဲ့ရှေ့ပေါ့နော်အဲ့တော့တပည့်တော်ကြီးရဲ့ရှေ့မှာပြောပြီးတော့သူဒီလိုငင်းမိပြီသူ့ကိုသူသူဟီးရိုးလို့ချိန်တဲ့သူတယောက်ကဒီအချိန်မှာဒီလိုဖြစ်သွားတယ်ဆိုတဲ့အခါမှာသူပူပြီးတော့စိတ်ထဲမှာတွေးလိုက်တွေးလိုက်တိုင်းမှာပူပူပြီးတော့မှရှက်လဲရှက်တယ်ဟာပြီးတော့မှအငါ့လိုလူမျိုးကဒါမျိုးငင်းရလားဆိုရယ်စိတ်ကလည်းပေါ်လာတဲ့အခါမှာအရန်စိတ်တဲ့ကြစိတ်ပြတ်သွားတဲ့အချိန်မျိုးရှိရဲဆိုတာကိုတွေးရပါတယ် ဒါပေမဲ့အာ तू ကတော့ဆုံးရအောင်မရအောင်ဗျအဲ့လိုစိတ်တကြစိတ်ပြတ်ပြင်မဲ့ तू အရှုံးမပေးတဲ့အထင်မှာတော့ပါတယ်ဟော तू စိတ်တကြနေတဲ့အပိုင်းမျိုးတော့ရှိကောင်းရှိနိုင်တယ်အဲ့တော့ကျွန်တော်တက်တာတည်းမှာလည်းဒါစင်ကျင်စရာအကြောင်းဖြစ်ပါတယ်ကျွန်တော်ကိုကိုကိုအထင်ကြီးလို့နေငါကတော့ဒါမျိုးလောက်ဆိုလို့ရှိရင်တော့လုံနိုင်ပါတယ်အစသည်ဖြင့်ပေါ့အဲ့ဒီလိုအထင်ကြီးဖို့အတွက်ရှိနိုင်တယ်အသတိထားရမယ် ။တခါလေကြလို့ရှင်ကိုကအဲ့လောက်ထင်နေတယ်ကိုကအဲ့လိုလုံနိုင်နေလို့ထင်ပေမဲ့တခါလေကြအဲ့လိုမဖြစ်လာဘူးဆိုလို့ရှိရင်ကျွန်တော်စိတ်တက်ကြပြီးတော့မှအရန်စိတ်ပြတ်နိုင်မှာအဲ့ဒီအခြေအနေပေါ်မှာပြည်တို့လေဒီလိုပဲဖြစ်သွားတယ်ကျွန်တော်အသက်တာထဲမှာလည်းဒါကတင်ငန်းစာယူစရာအကြောင်းဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီအခြေအနေမှာဒါကျွန်တော်တို့အားလုံးသိထားပြီးသားတကယ်ယေရှုကိုကားစင်တင်နေ ပြီးတော့မှသုံးရင်းမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အဲသုံးရင်းမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့အရာကမလာခင်မှာဘာဖြစ်လာလဲဆိုတော့ဩတင်ငွေနေနဲ့စောစောပေါ့နော်မဂဒါလာမာရီတို့ကမလုပ်ကြလဲဆိုလို့ရှိရင်တင်းချိုင်းတော်ကိုသွားကြတယ်တင်းချိုင်းတော်ကိုသွားကြတဲ့အချိန်မှာအာတင်းချိုင်းကြောက်တုံးကြီးကဝင်ပြီးတော့မှဝင်ကြည့်လိုက်တော့တခင်ရွှေအလောင်းမတွေ့ဘူးတန်းနဲ့သူတို့ကအရန် ဟိုစိုးရင်သွားပြီးတော့မှပြန်ပြီးတော့မှအတပည့်တော်တွေတော့ပြန်ပြောတာတော့ပြန်ပြောတော့ပီတူကအရန်ဟိုခုနပြောလို့လေသူကအရန်စိတ်အားကြီးရဲ့သူဆိုတော့ချက်ချင်းသူပြေးတယ်လို့ပြောတယ်ထိုကပီတူနဲ့အခြားသောတပည့်တော်တို့သည်ထွက်၍တင်းညမ်းတော်သို့သွားကြ၏ထိုသူနှစ်ယောက်တို့သည်အတူပြေးသည်တွင်အခြားသောတပည့်တော်သည်ပီတူကိုလုံ၍တင်းညမ်းတော်သို့အရင်ရောက်သည်ရှိသောငုံကြည့်သည့်ဖြင့် ပိတ်ပဆိုးရှိရတီကိုမြင်လျင်မဝင်ဘဲနေကြ၏ရှိမွန်ပေတရုသည်နောက်သို့လိုက်၍ရောက်သောအခါတွင်နေသို့ဝင်လျင်ပိတ်ပဆိုးရှိရတီကို၎င်းခေါင်းတော်၌ရှိသောပေါ်ဝါသည်ပိတ်ပဆိုးနှင့်အတူမရှိဘဲတခြားစီလိမ့်လျက်ရှိသည်ကို၎င်းမြင်လျင်ထိုအခါတင်းကျိုင်းတော်သို့အရင်ရောက်သောအခြားတပည့်တော်သည်ဝင်၍မြင်သည်ဖြင့်ရှုံလျင်ကိုရောသည်တီချင်းမှထမြောက်ရမည် ခုသောကျန်စကားကိုတပည့်တော်တို့သည်နားမလည်ကြသည်နောက်မှထိုသူနှစ်ယောက်တို့သည်မိမိတို့အပေါင်းဖော်တို့ရှိရာသို့ပြန်သွားကြ၏ကျော်ပါလဲဆိုလို့ရှိရင်အာသူတွေ့တော့တွေ့လိုက်တယ်ဒါမျိုးဘာမှမရှိတော့တာပြီးတော့မှသူဘာမှမရှိတော့ဘူးရှင်မြန်ထမြောက်တယ်ဆိုတဲ့ဥစ္စာလေးရိတ်မိလိုက်တယ်ဒါမဲ့သခင်ရှင်ကမတွေ့သွားဘူး မတွေ့သွားဘဲနဲ့ပြန်သွားကြတာပြီးတော့မှအောက်မှာကဟိုမာရီတို့အုပ်စုနဲ့ပြန်တွေ့ပြီးတော့မှသခင်ယေရှုရှင်ပြန်ထမြောက်တဲ့ဒီဟိုနေပေါ့နော် glorified body နဲ့သခင်ယေရှုပြန်ပြီးတော့မှတွေ့ရတယ် so အဲ့ဒီအချိန်မှာလေပေတရုဒီဘာဖြစ်နေလဲဆိုလို့ရှိရင်သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားနေရတယ်နောက်တစ်ချက်ကကျတော့သူ့သခင်ယေရှုညင်ထားတဲ့သူဒီရှင်ပြန်ထမြောက်လာတဲ့သခင်ယေရှုခရစ်တော်ကသူကြိုပြောခဲ့တဲ့အရာကို ပေတရုကသူ့ငင်းခဲ့တယ်ဆိုတော့ तू တိတဲ့အခါမှာ तू တွေးဖို့အတွက်ကိုလည်း तू စိတ်ထဲမှာမလုံခြုံတော့ဘူး तू စိတ်အားငယ်သွားမယ်ဘယ်တော့မှ तू ကအခုနပြောလို့ကြီးကြီးမားမားတွေပြောထားပြီးလှုပ်လိုက်တဲ့ဥစ္စာကကျန်တဲ့တပည့်တော်တွေရှိမှလည်းရှက်စရာဖြစ်နေတဲ့အခါမှာ तू အရင်ဟိုစိတ်တကြစိတ်ပြတ်နေတဲ့အခြေအနေမျိုးဖြစ်နိုင်ပါတယ်ဆိုတော့ဒါကျွန်တော်တို့သိပြီးသားကိစ္စတွေပေါ့နော် တော့အဲ့အခါမှာဖြစ်သွားတဲ့အခါမှာပြည်သူဘာလုပ်လဲဆိုလို့ရှိရင်ပြန်ပြီးတော့ငားပြန်ဖမ်းတယ်နော်ဒါကလူကြီးစိတ်သက်ကြလို့ရှိရင်ပြန်လုတ်တက်တဲ့အမှုကိစ္စတစ်ခုမျိုးဆိုတာတွေ့ရပါတယ်ဆိုတော့ဣတိယလူမျိုးတွေလည်းဒီလိုပဲဆိုတော့အခက်ကတုတ်ခတ်တစ်ခုခုကြုံတဲ့အခါမှာသူတို့ခုပဲပြောတယ်ငါတို့အေဂုတုပြည်ကိုပြန်မယ်ဒီကတော့ပြည်ခင်ကသူတို့ နုနဲ့ပြည့်စည်တဲ့ခါနံပြူကိုသွားမှာဒီခက်ခဲဒုက္ခလေးကြုံလာပြီဆိုတော့စိတ်တဲကြစိတ်ပြတ်သွားတဲ့အခါမှာနောက်ကြောင်းပြန်လှည့်ဖို့အတွက်ပဲအငြိမ်းတန်းစဉ်းစားကြပီတရုလေအခုဒီလိုပဲငါးပြန်ဖမ်းမယ်ဆိုတော့ဒါပေမဲ့ तू ကခေါင်းဆောင်ပိုင်းစုကြည်စုသူ့မှာရှိတယ် तू ဥဆောင်နိုင်တဲ့အပိုင်းတော့ရှိတယ်ဆိုတာတွေ့ရတယ်ကျွန်တော်တက်တာတိုင်းမှာအဲ့ဒါသတိထားပါကျွန်တော်တို့တစ်ခုခုဖြစ်ပြီဆိုတာနဲ့ဘာလို့တက်လဲဆိုလို့ရှိရင် နောက်ကျောင်းပြန်လှည့်တတ်တယ်။နောက်ကျောင်းပြန်လှည့်တယ်ဆိုတာစိတ်တကြစိတ်ပြက်စရာတွေးတဲ့အချိန်မှာဘာပြန်လုတ်တက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ထွက်ပေါက်ကိုအခြားနီးလန်းနဲ့ပြန်သုံးတက်ကြတယ်။ဟောရိတ်တီစာပြန်တောက်တာမူရစီဝါပြန်သုံးဆွဲတာလောကမှာပြန်ပြီးတော့မှလောကတွေပြန်ရောက်သွားတာ။ဒါမျိုးဖခင်နဲ့တူသွားနေရင်နဲ့ စိတ်တက်ကြစိတ်ပျက်စရာအကြောင်းရင်းနဲ့တွေ့တဲ့အခါမှာနောက်ကြောင်းပြန်လှည့်တဲ့အရာဆိုအဲ့ဒါကိုပြောချင်တာဆိုအဲ့ဒါဆိုလို့ရှိရင်တော့ဒါဒူးစိုက်ထဲမှာပြန်နစ်မွန်းသွားပြီးမှမာနက်ကကျွန်တော်တို့အသက်တာတွေကိုဆွဲချသွားဖို့အကြောင်းဖြစ်သွားပါလိမ့်မယ်ပေရူကတော့ဒူးစိုက်ထဲပြန်သွားတာတော့မဟုတ်သူကလောကထဲပြန်ဝင်သွားတဲ့သူဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲငါးပြန်ဖမ်းမယ်ကွာဘယ်သူလိုက်မလဲဆိုတော့အကုန်လုံးတအုပ်လုံးပြန်လိုက်သွားတယ်။ဒီလူနောက်ကိုအကုန်လုံးပြန်လိုက်ကြတယ်ဆိုတာတွေ့ရတယ်။ เนาะဒါမျိုးလေးတွေ့ရပြီးတော့အဲ့ဒီအချိန်မှာပဲသခင်ယေရှုကသူတို့ကိုကမ်းပေါ်ကနေဒီအုပ်စုကြီးကိုပေါ့နော်ဆိုပေရုယာကုပ်ယောဟန်တို့အုပ်စုလိုက်အကုန်လုံးတောမပါပါသေးတယ်ဒါပေမဲ့တောမတစ်ခေါက်တွေ့ယူသွားပြီဒီတစ်ခါသခင်ယေရှုကိုထင်ရှားပြတာတတိယကြီးပထမတစ်ခေါက်ကခုနမဂဒလာမာရီဒုတိယတစ်ခေါက်ကခုနတောမအခုတစ်ခေါက်ကဒါတတိယကြီးလာပြီးတော့မှကိုထင်ရှားပြတာဖြစ်တယ်ဆိုတော့တွေ့ရတယ် သူတို့ဒီအေးမောက်သွားတဲ့တပည့်တော်နှစ်ယောက်ကိုလည်းကိုထင်ရှားပြတာမျိုးရှိပါတယ်เนาะဒါတွေမြင်ရတယ်ပေါ့ဆိုတော့အဲ့မှာသခင်ယေရှုကလှမ်းပြီးတော့မှပြောတယ်ငါတကောင်မှမရအောင်အဲ့အိုးမှုကောင်းတယ်အဲ့နေပါလေတညလုံးငါတကောင်မှမရအောင်နဲ့မိုးလင်းတော့မှသခင်ယေရှုကကေမင်းတို့ရဲ့လက်ရဘက်ကိုခြားလိုက်လို့ပြောတဲ့အခါမှာအဲ့မှာငါးကြီးအများကြီးပုံမိတယ်အဲ့ချိန်မှာယောဟန်က တိသွားတာဟာငါတို့ရဲ့သခင်ပဲဆိုတော့ဒီအတူကိုပြောလိုက်တယ်ဒါကယောဟန်17ငယ်9မှာထို့အခါယေရှုချစ်တော်မူသောတပည့်တော်ကငါတို့သခင်ပြီးဒီဟုပေတရုအားပြောဆို၏သခင်ဖြစ်ကြောင်းကိုရှိမုန်ပေတရုသည်ကြားလျင်အဝတ်ကိုမချုံမဲရှိလျက်အပေါ်အင်ဂျီကူသာဝတ်စည်း၍အိုင်ရဲသို့ဆင်းလေ तू ကအိုင်ရဲကိုပြန်ဆင်းသွားရယ်နော်ရတဲ့ငါးတွေအတွက်ကိုပြီးတော့ အခြားသောတပည့်တော်တို့သည်ကမ်းနှင့်မနီမူ၏အလံ90လောက်ကွာသည်ဖြစ်၍ငါးများနှင့်ပိုက်ကုံကိုဆွဲငင်လျက်လှေစီး၍လာကြ၏ပြောင်းပြန်ဖြစ်သွားတယ်ဆိုတော့ကျန်တဲ့တပည့်တော်တွေကသခင်ရှုသည်ကိုသွားတယ်ကမ်းပေါ်ပီတုကရည်လေးပြန်ဆင်းသွားတယ်ပြီးတော့ဗာလဲဆိုလို့ရှိရင်သူကခေါင်းမမချုံတော့ဒီအဖို့ကမချုံတော့အပေါ်အင်းကြီးပဲရှိတယ်ဆိုတော့ဟိုငါးငါးသွားပြန်ဖမ်းတာတဘောက तू อ่ะ လောကလည်းပြန်ဝင်တော့မယ်။သူလောကလို့ပဲပြန်လုတော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။တခင်ပြားကိုတွေ့တယ်ဆိုမယ်။ तू နဲ့မထိုက်တန်တော့ဘူးပေါ့။ဒါပါဘူးပြနေကြလဲဆိုတော့တကယ် depression ကိုပြတာ။ဒီလောက်ကကျွန်တော်မထိုက်တန်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲ။သူပြောလိုက်တဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ပြတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်။ဒါကိုတွေ့ရတယ်။ဆိုတော့အောက်မှာယေရှုကလည်းယခုရတော့ငါအချို့ကိုယူခဲ့ကြအောင်မိန်တော်မူဤ ရှိမွန်ပေရုသည်လှေပေါ်သို့တက်၍ငါးကြီး153កောင်နှင့်ပြည့်လျက်ရှိသောបိုက်គွန်ကိုកုံးပေါ်သို့ဆွဲတင်လေထိုမြလောက်ញားတော်လေបိုက်គွန်သည်မဆုံမပြတ်ရှိပြီးတော့မှသူတို့မင်းက်စာကိုအတူတူစားကြတယ်ဆိုတဲ့ဥစ္စာလေးဖြစ်လာဆိုတော့ရတဲ့ငားတွေကိုတော့သူရအောင်ယူလာပြီးတော့မှသခင်ရှုနဲ့လာတွေ့ဆိုတော့အဲ့အချိန်မှာကျွန်တော်အာဆင်ញင်ကြည့်လေပြတူက သခင်ရှုမျက်နာတော့သူကတဲ့တဲ့ကြည်ရမှာမဟုတ်သခင်ရှုညင်းတာလေဒါကြောင့်သူကလေဒီအမှုတော်နဲ့သူမထိုက်တန်တော့ဘူးလို့သူကသူထင်ပြီးတော့မှကျွန်တော်တို့ငါးပဲပြန်ဖန်စားတော့မယ်ဆိုတော့ပုံစံမျိုးပြောပိုက်ကွန်ကတီချာပြန်ပြင်ထားတာဗျငါအများကြီးရလို့ရှိရင်လေမပြက်အောင်ဆိုပြီးသူတီတီချာချာပြန်ပြင်ထားတဲ့အနေအထားမျိုးတွေ့ရတယ်တီချာပြင်ဆင်ထားတဲ့ပုံစံမျိုးပေါ့ဆိုတော့အဲ့ဒါကိုရိတ်မိရိတ်မိနိုင်တာပေါ့နော်ဒါကိုတွေ့ရတယ် တော့စိတ်တကြစိတ်ပြည့်တဲ့အခါမှာကျွန်တော်နောက်ကြောင်းပြန်လှည့်လို့ဖြစ်ပါအောင်နောက်ကြောင်းပြန်လှည့်လို့လည်းမရပါဘူးကျွန်တော်တို့ဘာပဲလုပ်ရမလဲဆိုရှိဖို့ပဲတိုးဖို့လိုပါအဲ့ခါမှာခဏလေးကြာတော့စားတော့ကြတယ်အလုံးဝသွားပြီဆိုတော့မှအဲ့ဒီတပည့်တော်တွေအားလုံးရဲ့အရှိမသခင်ယေရှုကဘာလုပ်လဲဆိုလို့ရှိရင်ပေတရုကိုပြောတယ်ဘာပြောလဲဆိုတော့ကျွန်တော်အားလုံးသိပြီသူ၃ချိန်တိုင်တိုင်မီးတဲ့ကိစ္စပြုလူမင်းငါ့ကိုချက်လာ ဆိုတဲ့ကောင်မှာအာချစ်တာဘောကိုတော့သိပါတယ်ကျွန်တော်ချစ်တာကိုတော့သိပါတကယ်ချစ်တာပါဘီလူလေတကယ်ရှုတကယ်ချစ်တယ်နောက်တစ်ခါထပ်မင်းပြန်အောင်ဘီလူမင်းကိုချစ်လာကျွန်တော်ချစ်ပါတယ်တတိယချိန်ထပ်မင်းရဲ့ကောင်မှာဘီလူအထဲမှာအသေးနှင်ဟိုစိတ်ထဲမှာကြည်ကွေးရတာစိတ်နာတယ်သူအဲ့ကြောင့်ပြန်စဉ်းစားလိုက်တိုင်းမှာသူအရင်စိတ်နာတယ်သူငြင်းခဲ့တာလေ မင်းဟောချက်လားချက်တယ်ဒါဆိုငါတိုးတို့ကျွေးမပြည့်စုံဆောင်ရှောက်ပါဒီစကားကိုပဲထပ်ပြောတာဘာကြောင့်လဲဆိုတော့သခင်ရှုသူ့ပြောနေတဲ့စကားရှိတယ်အဲ့ဒါကမဿဲ16ထဲမှာဖြစ်တယ်ဆိုတော့တွေ့ရဆိုတော့ဒါသခင်ရှုဒီမစ်ရှင်လုပ်တဲ့ကာလတုန်းကပေါ့နော်၃နှစ်ခွဲမစ်ရှင်လုပ်တဲ့ကာလတုန်းက ပြောခဲ့တဲ့အရာဖြစ်တယ်။ဆိုတော့ငါလူတွေကဘယ်လိုပြောလဲဆိုအမျိုးမျိုးပြောကြတယ်။အဲ့ကျင်မမင်းတို့အောင်ငါ့ကိုဘယ်လိုလုပ်မြင်လဲလို့ပြောတဲ့အခါမှာအဲ့မှာပေထရုကထားပြောတာကိုရောကခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဘုရားသခင်သားတော်ဖြစ်ပါတယ်။အဲ့ကျင်မှာတကင်းရွှတ်ချက်ချင်းသူ့ကြည့်ပြီးတော့ပြောလဲဆိုပေထရုအဲ့ဒါမင်းရဲ့အသွေးသားပြောတာမဟုတ်မင်းဇာတိကပြောတာမဟုတ်အဲ့ဒါ ငါခမီးတော်ဖော်ပြတာဖခင်ဖော်ပြတာဝိညာဉ်တော်ကဖော်ပြလို့မိတာကိုပြောနိုင်တာပေဒရုကောင်းငင်နိုင်ငံတော်ရဲ့တုံမြို့ကအတ်တယ်မရဏနိုင်ငံတကားကမနိုင်ရအောင်ပြီးတော့မှကြောက်ပုံမှာငါစင်းုံကတထောင်းမယ်မင်းနာမည်ဒီနေ့ကစပြီးမှပေဒရုဖြစ်မယ်ရင်တော့ရှိမုံမင်းနာမည်ဒီနေ့ကစပြီးတော့မှပေဒရုဖြစ်ရမယ်တဘောကကောင်းငင်နိုင်ငံတော်တော့ဆိုတာ gospel เนาะလူတွေကိုခရစ်တော်ဒီငါတို့ပြည့်ပြည့်လောကတိုင်းမှာသိခင်နေတချို့ချင်းကိုခင်ပြီးကျင်းစာလာတဲ့အတိုင်းသုံးရမြောက်တဲ့နေမှာရှင်ပြန်ထမြောက်တယ်ဆိုတဲ့အင်္ဂလိပ်သတင်းစကားအပြင်လူတွေကိုဝမ်းမြောက်ဖွယ်သတင်းပြောတဲ့ကောင်အဲ့လူတွေကယုံကြည်လက်ခံလာတယ်ဆိုလို့ရှိရင်ကောင်းကင်နိုင်ငံတော်တကားပွင့်သွားတယ်ဆိုတော့ဒီ gospel key ဒါအင်္ဂလိပ်နဲ့သက်ဆိုင်တဲ့တော့မင်းလက်ထင်ကအတည်ဆိုတဲ့ဥစ္စာ ပြီးတော့မှအဲ့လိုလူမျိုးတွေနဲ့ငါ့ရဲ့အသင်းတော်ကစိုက်ပြီးတော့မှတီထောင်မယ်ဆိုတဲ့ဥစ္စာကိုသူ့ remind ပြန်လုပ်ပေးလိုက်တာမင်းငါ့ကိုချစ်တယ်ဆိုလို့ရှိရင်ငါတိုးတို့ချွေးမျိုးပြည့်စုံဆောင်ရွက်ပါမင်းငါပြန်ဖမ်းရမှာမဟုတ်ဘူးမင်းလောက်ရမဲ့လောက်ကမင်းကိုအစကလေးကငါရွေးချယ်ရွေးကောက်ထားတဲ့မင်းအသင်းတော်အစပြုပြီးမှလူတွေကိုအေးဝံကလေးတင်းစကားပြောရမယ့်အရာဖြစ်တယ်အဲ့ချိန်မှာစိတ်တကြစိတ်ပြတ်နေတဲ့ ပေရုတွေအဲ့ဒါလင်းနေဖြစ်သွားတာအဲ့မှာသူသဘောပေါက်သွားတာအုံးကလုံရမှာအဲ့ဒါပါလားအဲ့ရှင်မဝိညာဉ်တော့လည်းသူပေါ်ပြတာရှိနေမှာအဲ့မှာသူသဘောပေါက်မနားလေတော့လေဆိုတာသူဆက်ပြန်ပြီးတော့မှသူ့ရဲ့ရည်ရွယ်ချက်သူဆက်အသက်ရှင်ရမယ့်အကြောင်းရင်းသူလှုပ်ဆောင်ရမယ့်ကဏ္ဍတွေသူအဲ့မှာသဘောပေါက်သွားတယ်အော်သခင်ကိုပြန်လက်ခံတယ်သခင်ကိုဆက်ပြီးတော့မှ လောက်ခိုင်းတဲ့အရာရှိသေးတာပဲဆိုတော့နားလေရတယ်။ဒါကြောင့်ကျွန်တော်အသက်တာထဲမှာတခါလေကြလို့ရှင်မှားတက်တယ်။အဲ့ဒီမှားဆောင်ကျွန်တော်စိတ်တက်ကြစိတ်ပြက်နေတယ်။မှန်ပါတယ်။အဲ့ဒါတွေတော့ကျွန်တော်ဝန်ချရမယ်တောင်းပန်ရမယ်။ဒါပေမဲ့အဲ့ဒီမှာကြီးပဲကျွန်တော်နေလို့မရအောင်။အဲ့ဒီမှာကြီးပဲနေရပြီးတော့ကျွန်တော်နောက်ကျောင်းပြန်လှည့်တယ်ဆိုလို့ရှိရင်ကျွန်တော်အသက်တာသည်ဆုံးရှုံးသွားလိမ့်မယ်။လုံးပါပါသွားလိမ့်မယ်။ဒီလိုလိုလုံးမရအောင် ျွန်တော်တို့ကဖခင်ရဲ့စကားနဲ့ဆက်ပြီးတော့မှအသက်ရှင်ဖို့လိုအပ်ပါတယ်။ဘုရားသခင်ကျွန်တော်တို့ထားတဲ့ကြီးွေချက်အကျံစီကိုသိအောင်လုပ်ပြီးအဲ့ဒီအရာကိုကောင်တယ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စိတ်တကြစိတ်ပြပြင်မဲ့ကျွန်တော်အရှုံးပေးလို့မရပါဘူး။ကျွန်တော်တို့ညွှန်ကြားချက်နဲ့မျှော်လင့်ချက်ပေးနေတဲ့ခရစ်တော်ရဲ့စကားကိုကျွန်တော်နားထောင်ဖို့လိုအပ်ပါတယ်။ချက်ချင်းပြန်ယုံထားလို့ရပါအိမ်စကားကျွန်တော်တို့အလင်းရောက်လာဖို့ ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ကျတော့ပြည်သူ့ရဲ့အသက်တာကိုကျွန်တော်ဆက်ကြည့်တဲ့အခါမှာဒါတမန်တော်ဝုဒ္ဓတွေကိုရောက်လာတမန်တော်ဝုဒ္ဓနှစ်ကိုရောက်လာတဲ့အခါမှာပြည်သူ့ဒီဒီဂျူးတွေနော်တက်ရှင်သောဝိညာဉ်တော်ကပင်ဒီကုတ်ဒီပွင့်နေမှာဆင်းသက်လာတဲ့အခါမှာအလူရီကကွေးပြားတဲ့ရှာရင်းနဲ့စကားပြောကြတယ်ပြောတဲ့အခါမှာသူတို့တွေရမုန်းနေတယ်လို့သူများတွေကထင်ကြတယ်အဲ့ကောင်မပီတူကထားပြီးတော့မှဟောပြောတာ အဝင်လေးတင်းစကားကိုဟောပြောတယ်ကျွန်တော်အဲ့ဒါလေးကိုချက်ဖတ်ချင်ပါတယ်တမန်တော်နဲ့ငယ်ဆက်လေးမှာထို့အခါတကြိတ်နှစ်ပါးသောတမန်တော်တို့သည်တမန်တော်တို့နှင့်တကွပေတရုသည်ထလက်ထိုသူတို့ကိုကြေသောတန်နှင့်ဟောပြောသည်ကယေရုရှလင်မြို့သားတို့နှင့်ယူဒလူအပေါင်းတို့တင်တို့သည်အိနီယာတို့အိနီယာကိုတိမှတ်၍ငါ့စကားကိုစစ်စစ်နာခံကြလောဆိုတဲ့အရာအပြင်စပြီးတော့မှအေးဝင်လေးတင်းစကားကို ဟောပြောတယ်အဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ငွေ30ရောက်တဲ့ခါမှာသူသူတို့ဒီကြားရရင်စိတ်နှလုံးပူပန်ခြင်းရှိပြီညီကိုတို့အဘေးတို့ပြုရပါမည်နီဟုပေရုမှာစ၍အခြားသောတမန်တော်တို့အားမေးမြန်းကြ၏ပေရုကလည်းသင်တို့၏အဖြစ်ကိုလွတ်စေခြင်းကနောင်နာရ၍တရားမျှမကျွင်းယေရှုခရစ်၏နာမ၌ဗတ္တိဇံကိုခံကြလော့သူပြုနေတန်ရှင်တော်ဝိညာဉ်တော်ဒီဟုသောစုကြည့်စုကိုခံရကြလေညီကျတော့ အဲ့ဒီမှာလူ3000ပြောင်းလဲပြီးတော့မှခုနသခင်ရှုသူ့ကိုပြောထားတဲ့အတိုင်းသူဒီအသင်းတော်ရဲ့ဖောင်တာဖြစ်လာအသင်းတော်ကိုအစာပြုတ်ရဲ့သူတကယ်တော့အေုံနေတဲ့စကားကိုပြောပြီးတော့မှလူကြီးအသက်တာပြောင်းလဲဖို့ငါသူ့ကိုကျွေးမွေးပြုစုစောင့်ရှောက်ဆိုတဲ့အရာအသက်ဝင်လာတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာမှားနိုင်တယ်စိတ်ကြနိုင်တယ်စိတ်ပြက်နိုင်တယ်လုံးဝ ပြန်မထခြင်းမင်းနဲ့နောက်ကြောင်းပြန်လှည့်ခြင်းနဲ့လောကအရာရင်းနဲ့အချိန်ပြန်ကုန်ခြင်းနဲ့မူရစီဝါနဲ့ကျွန်တော်တို့အယက်တီစာနဲ့ပြန်ပြီးတော့မှမထူးဆက်ခင်းခြင်းနဲ့အချိန်တိုင်းတွေရှိလာပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အဲ့လိုလုပ်လို့မရပါဘူး။ကျွန်တော်တို့အတွက်ခရစ်တော်ဆိုတဲ့မျိုးရင်းချက်ရှိတယ်။ခရစ်တော်ရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်အသက်တာကိုငောက်ကနေဆိုကောက်ထပြီးတော့မှလင်းရပြီးတော့မှကျွန်တော်ဆက်လုပ်เสียအကြောင်းနဲ့အများကြီးကျွန်တော်တို့ဖျက်ခင်နှံ့ဖွင့်ပေးဖို့ရှိပါတယ်။ 阿龙伯妈不要跟大家讲几句话是。